ားလုံးပဲမင်္ဂလာညချမ်းလေးပါခင်ဗျာ။ဘိုးကြီးချန်နယ်လေးကနေပြန်လည်ပြီးတော့ကြိုဆိုလိုက်ပါတယ်။ဒီနေ့ညမှာတော့စာရေးသူမာယာရေးသားထားသောပရလောကဇာလန်တစ်ပုဒ်ကိုပြောပြတင်ဆက်ပေးသွားမှာပဲဖြစ်ပါတယ်ခင်ဗျာ။ဒီဇာလန်လေးမစားတဲ့ခင်မှာကျွန်တော်ရဲ့ channel လေးကို like subscribe လုပ်သွားပြီးဒီနေ့ကခေါင်းကောင်းလေးကိုလည်းနှိပ်သွားပေးဖို့တောင်းဆိုချင်ပါတယ်ခင်ဗျာ။ မုံမောင်းလို့ကြွားထိတ်မှာ။ညောင်မြိုင်လို့ခေါ်တဲ့နေရာတစ်ခုရှိတယ်။နေရာကတကယ်လဲညမီအတိုင်းပါပဲ။ညောင်ပင်ကြီးတွေမြ мян ဆက်ဆန်နေ။ပန်းမိုက်ညွတ်ညွတ်ကြီး။ဒါပေမဲ့ထူးဆန်းတာတစ်ခုကအဲ့ဒီညောင်ပင်တွေကသဝိုင်းပုံစံတိုင်းအဝိုင်းလိုက်ကြီးပေါက်နေကြတာပဲ။အပင်တွေအတွင်းပိုင်းမှာလေညောင်မအုပ်စိတ်တွေနွယ်လင်နွယ်ချတွေနဲ့ပွေလီရှုပ်ထွေးပြီးသတိထားကြည့်မိရင်ဓမ္မရဆန်တဲ့နေရာတစ်ခုလို့ပဲ။ပြေတော့ရွာရဲထုံးစံတာနှိမ့်ရှင်းပင်ကြီးတွေရှိနေတဲ့နေရာမှာ ပင်ဆောင်တဲ့ကိုပူဇော်ဖို့နှကုံးဆောက်ထားခဲ့ကြ။နှကုံးကစပေပက်လိုက်လောက်ချည်သည်။ခြေတန်ရှိပြင်းအောင်ကတ်မှု။နှောင်းပိုင်းဖယ်သူကစာပြောလိုက်တယ်မသိ။ညောင်းမြိုင်မှာဥစ္စာဆောင်တွေရှိ။ဥစ္စာဆောင်တွေဆိုတော့တူတူပိုင်နေတယ်။လူတွေခြေရှုပ်ကြမကြိုက်ဘူးဆို။ကြွားထဲမှာလူပြောသူပြောများလား။ဒီတော့နှကုံးကိုကြောသူရသားတွေအသွာလာသိမ့်မရှိတော့။ပြုပြင်ထိန်ထိန်မဲ့သူလည်းမရှိတော့ပေ။တစ်ဖြည်းဖြည်းရိုးရင်းပြက်စီးတော့။ဒါနဲ့ပဲနှောင်းပိုင်းမှာညောင်းမြိုင်ကရွာသားတွေအတွေ့ ထောက်ရှားကျက်နေရာတခုစဖြစ်လာ။ညဘက်ဆိုတော်ရုံလူကနဂုံးဘက်ကိုမတော်ရဲဘူး။ဥစ္စာဆောင်ဖမ်းစားလိုက်မိ။လူစားလဲခန့်ရလိုက်မိ။တိတ်ပြလှရင်ဥစ္စာဆောင်တွေကသဘောကျလို့သူတို့နဲ့နေဖို့ခေါ်ထားလိုက်မိ။ဒီလိုစသဖြင့်ထင်ကြေးပေးပြောတဲ့စကားတွေကအမှန်တကယ်လို့မှတ်ယူခံလိုက်ရပြီ။ရသူရသားအများစုကလည်းညောင်မြိုင်ကိုချောင်းတထက်ချောင်းလာကြတယ်။တချို့နေရာတွေကိုတွားဖို့လာဖို့ညောင်မြိုင်ဘက်ကတွားရင်နေပြီမယ်။တချို့လမ်းကနေတကူတကခွေပက်သွားကြ။တချို့ တုံးတတိုက်ကြကားကြိုက်ဆိုတဲ့သူတွေကတော့ညောင်မြန်ရောပါရောမသိသွားစရာရှိရင်သွားပြစ်တာပဲဘယ်ဥစ္စာဆောင်မှမတွေ့ဘူးပြီးတော့ကျုပ်တို့သွားတာဖြစ်အားမမတွေ့ပါဘူးပြောရင်ဥစ္စာဆောင်တဲ့တင်းကိုယုံကြည်သူတွေကနင်းကညဘက်သွားတာမှမဟုတ်ပေနင်းကလက်ပြမှာမလှတာဒီလိုစသဖြင့်အနာမခံပြပြောတတ်ကြမိုးမောင်းလည်းငငယ်ကတော့လူကြီးတွေပြောသမီးကနားထောင်တော့ညောင်မြိုင်ကိုကြောက်တာပေါ့ဒါပေမဲ့နည်းနည်းလေးအရွယ်ရောက်လာပြီစူဆန်းတက်တယ်ခလေးမကလူပြုံမကြအရွယ်ရောက်တော့ ကျွားတဲကခလေးဖို့ပေါင်းသိန်းတွေနေညောင်မြန်ပြက်သွားကြည့်တခါမှဘာဆိုဘာမှမတွေ့ရတော့မိုးမောင်ညောင်မြန်ကိုတိတ်မကြောက်တော့တခါတလေဆိုညောင်ပင်ကຫນွယ်တင်နေတော့ခိုးစော်စီးလိုက်သည်ဒါပေမဲ့ငကုံးပေါ်တော့တက်မစော်ရင်ဘာလို့လဲဆိုတော့လူကြီးတွေပြောစကားအရငကုံးကမြင်မြတဲ့နေရာတကူဆိုတဲ့အတိဆွဲနေပြီမလို့မခံလေးစားသွားမလို့ရေညောင်မြန်ကိုတော့မိုးမောင်စိတ်တွေနည်းနည်းမှမကြောက်တော့ဘူးပေါ့အဲ့ဒီလုံနဲ့မိုးမောင်ဆဲတန်းဒူရီယာနေညတဲ့ညာ ဒီညအကြောင်းမစခင်အရင်ဆုံးမိုးမောင်ဆဲတန်းကြတဲ့ကိစ္စကြီးအစကိုအရင်ပြောပြမိုးမောင်ကဖြစ်တဲ့နေ့လောက်ကလေးကဂျွန်နယ်နီးတဲ့နေပြုတ်ကခင်းဆိုင်မှာသွားဆိုရင်ခင်းဆွဲတော့အစာပိုင်းတော့အကြောင်းစင်းချင်းကြောင်ပိတ်ရက်တွေပဲဆော့တယ်ဆဲတန်းနေ့လေရောက်ရောက်ကြောင်လဲလီအင်္ဂါကျူချင်းကပေးတဲ့ပတ်စံတွေလည်းမသွင့်ပေခင်းကြီးဆော့ပြီဆော့တာမှသမင်းမေဟင်းပြီနေကုန်နေကန်းဆော့တယ်အင်္ဂါတော့တူတူသားလီကြောင်လဲကျူချင်းသွားနေတယ်ထင်ပြီးဘာမှမသိရှာဘူးတိတဲ့ချင်းကလေး တဲတန်းစာတင်နေရင်သုံးပေါက်နှစ်ပုံလောက်ရောက်နေအဖေတို့မေတို့ကမိုးမောင်ကိုထိမနိုင်တော့တာသိကြတော့ညောကဒေါ်ရီစီလှုပ်သွားလုံနေတဲ့မိုးမောင်ရဲ့ကိုကိုတို့ကိုလန့်တိုင်ကိုတို့ကိုတော့မိုးမောင်ကြောက်တယ်ငယ်ကြောက်လို့လည်းပြောလို့ရတယ်ကိုတို့နဲ့မိုးမောင်ကအသက်၁၂နှစ်လောက်ကွာတော့ညီကိုချင်းရဲ့လိုလက်ပွန်းတတိတိတ်မရှိမိုးမောင်ကိုမိဘတွေကအငယ်ဆုံးလေးဆိုအလိုလိုက်သမျှကိုတို့ကတော့တင်းကျက်မိဘတွေရှိဆိုနဘူးနဆလုံးအတင်းကြည့်တိုင်းသမျှ ို့တို့အငေကောင်လို့လေတန်းခက်ပြက်ပြက်နဲ့ခေါ်လိုက်တာနဲ့မိုးမောင်ဇက်ဖို့ပြီးတန်တိတ်ပြီပဲတခါတလေအကြီးလွန်ပြီလေတန်းဟန်တာလောင်းနဲ့မရရင်တော့ကိုတို့ကအင်ကောင်းရင်းကအဝေးရပင်ဂိုင်းသွားချုပ်ခြေတလုံးကိုဆက်ဆက်ဆက်လေးရိုက်တယ်မိုးမောင်ကလည်းကိုတို့ကိုကြောက်တာကြောက်ပေမယ်တင်းရင်လစ်တယ်လို့တော့ခြုံကိုတိုက်နေကြတခါတလေအင်ရှိကကလေးထိုင်မှာကိုတို့စားဖက်ရင်းအိပ်ပျော်လေးရှိအိပ်ပျော်တိုင်းလေးစက်ကြီးမော်ပြီးပါဇက်ဟောင်းသားကြီးမမော့ကြီးအိတ်တက်လွန်လို့အဖေကဆို ကိုတော့ကိုအကမောတို့လောင်နမီပြောင်းဝေးထားတယ်။အဲ့ဒီလိုနဲ့အိပ်ပြောင်းနေတဲ့ချိန်ဆိုငုံမောင်ကဟားနေတဲ့ကိုတော့ပါဇက်ထဲကို မကြီးစိ၃၄လေးလောက်တွားထည့်ထားလိုက်။ဒီခါတလေကြတော့နေမိုးမောင်မြုပ်တီးနှပိုင်းချုပ်တမယာချင်းစသဖြင့်ပေါ့။ကိုတော့နိုးလို့သိပြီဆိုရင်ခွေးကောင်းဆိုပြီးတွေ့မဟန်ပြပေးမယ်။ဒီကြဲကြဲနဲ့ပဲပြီးတော့ဘယ်တော့မှမတွေ့ဘူး။ကိုတော့မိုးမောင်ပေါ်စီကံပိုင်းမှာအချော်မပေးပေးမယ်။ဖြစ်တဲ့ဆိုတာတော့မိုးမောင်သိတယ် ဘလို့ပဲချစ်ကြည်မိုးမောင်၆တန်းနဲ့မှာကိုတို့မျိုးကတော်စီသွားနေပြီလုံလုံမဲ့ဆိုတော့မိုးမောင်တရားအရှမ်းကိုပြောခဲ့တာကိုတို့မှာအင်္ဂါထွက်လို့ကြွားထိတ်မရောက်တယ်အိမ်မှာမိုးမောင်ကလွတ်လပ်ရေးကြပြီကွာလွတ်လပ်ပြီကွာဒီလိုဆိုပြီးဖုံးမပြုံမျိုးနေခဲ့အဲ့ဒီလိုနဲ့ပြီးမိုးမောင်အဖေနဲ့မေပေါ်ဆိုးလိုက်တာစက်တန်းနေ့တိဆိုပါတော့စက်တန်းပထမနေ့မှာမိုးမောင်ဒီလိုဒီလိုတွေခင်းနိုင်ကျဲနေတာဆိုတော့ကိုတို့ချက်ချင်းပြန်လာ ကိုတို့ကိုယ်တိုင်ကဆဲတဲမှာဒေဝဗေဒဂုံတို့နဲ့အောင်ပြီးဝယ်လဲရပြီးသားဆိုတော့မိုးမောင်းကိုယ်တွေမိဘတွေကကိုတို့လိုဒိမ်မာပြီးတော်စီတက်စီခြင်းနေဒါနဲ့အင်ကိုကိုတို့ပြန်ရောက်လာမိုးမောင်းလေအရင်လိုထင်အောင်လုံးလို့မရတော့ဘူးငကိုကလေးကငယ်ကြောက်ဆိုတော့ပိုးဆိုးတယ်ကိုတို့ပြန်ရောက်ရောက်ချင်းမိုးမောင်းကိုပြန်ထင်းချောင်းတက်မဲ့ပြင်မယ်အဲ့ဒီတနေ့ကတော့မိုးမောင်းဆောင်းမွေးပွဲကြာသွားဒါနဲ့နောက်တစ်နေ့ပြန်တဲ့ဖို့ဖြစ်လာတာပေါ့အဖေနဲ့အမေကလည်းမိုးမောင်းကိုမနိုင်မနေသိနေတော့ ိုတော့ကိုပဲတနာခံပြီတာရီဒီတနေ့တော့မင်းကြီးဆယ်တန်းအောင်ဖို့ပေးတက်မှတ်ပေးပါဦးဒီလိုပြောတယ်ဆယ်တန်းဒူနီယာနေ့မှာမုံမအောင် မနက်၈နာရီကနေညနေ၅နာရီထိသူရှင်သွားတယ်ညကြတော့၈နာရီကနေ၇နာရီထိအိမ်မှာကိုတော့နေစာဆက်လို့ရကိုတော့ကလည်းအိမ်မှာနေပြီမေးအလကားအချိန်မဖြုံးဘူးမုံမအောင်ကျူရှင်သွားနေတဲ့အချိန်ကိုတော့ကအနေနာကရွာကစိုက်ပျိုးရေးပစ္စည်းဆိုင်မှာအလုပ်ဝင်ဆိုင်ကညနေ၆နာရီခွဲလောက်မှာပြိတ်တော့ ိမ်ကို9နာရီလောက်မှပြန်ရောက်တယ်။ဒီလိုနဲ့တနေ့အဲ့ဒီနေ့ကကျူချင်းကားဆရာတယောက်မလာလို့ဆိုညနေ3နာရီခွဲကလေးကဆင်းပေးလိုက်တယ်။ဒီတော့မုံမောင်လေးရတဲ့ခွင့်ရေးကိုအမေရဖမ်းပြီးဒိန်းဆိုင်သွားတာပေါ့။အစားကတော့တနာရီလောက်ပဲကစားမယ်လို့စဉ်းစားထားပေမယ့်တကယ်တကယ်စော့ပြီဆိုတော့ဇန်းဝင်ပြီး6နာရီကျော်အထိရောက်သွားတယ်။နိုင်ကြည့်မိတဲ့အချိန်မှာအလံတကြားဖြစ် အပြေးတပိုင်းအိမ်ပြန်ဖို့လောက်တာပေါ့။ကိုတို့က9နာရီအိမ်ပြန်ရောက်မှဆိုတော့ကိုတို့အိမ်မရောက်ခင် မုံမောင်အိမ်တောင်းမှဖြစ်မှာကိုဒါပေမဲ့ပြန်နေကြလမ်းတိုင်းပြန်မုံမောင်ဘယ်တင်းထဲမှာအချိန်မီပြန်ရောက်မနိုင်ဒါနဲ့ပဲဖြစ်လန်းဖြစ်နေညောင်မြိုင်ဘက်ကနေပြန်ပို့ချန်လိုက်ညောင်မြိုင်ဘက်ကနေဆိုအตาလေးအိမ်ပြန်ရောက်မှသိတော့မုံမောင်ဖြည်းဖြည်းမှန်မှန်ပဲဖြောက်လာခဲ့မိုးရသည်ဆိုတော့၆နိုင်ကျော်အချိန်ကပုံမှန်ဆိုမမောင်သေးပေမယ့်မိုးအောင်နေတော့မှောင်တောင်တော့ဖြစ်နေညောင်မြိုင်နိုင်ရောက်ခံနေတော့မောင်ရင်လဲပူကြလာဒါနဲ့မိုးမောင်တင့်ဆောင်နေကြ ဘက်တရီတမိလေးလက်ထက်အသိန့်ကန်ဖြောက်လာတာပေါ့။ညောင်မြိုင်မရောက်ခင်အကွိနေမလမကန်လောက်လျှောက်တော့။ဟင်။လမ်းဘေးကတင်းငုပ်ပေါ်မှာမိမတယောက်ထိုင်းနေ။အင်ဂျီခါတို့အနက်ရောက်နေ။ခြေချမ်းထက်မိအနက်ရောက်နေ။သပင်းကလည်းခါလေလောက်နေ။မိုးမောင်းလာတဲ့ပဲကြောပေးပြီးထိုင်းနေ။မြင်းမြင့်ကြီးမိုးမောင်းထင်လိုက်တာကဒီချင်းကြီးဒီနေရာမှာတယောက်တည်းဆိုတော့ဒီစားနဲ့ချင်းထားတာပဲနေပါ။ပုံမှန်လို့ဆို ဆက်စုအောင်မပေးမယ်အကိုကတော့ကိုအိစားနဲ့ကိုလောနေရတော့ဖြည့်သွားဖို့ပဲမဲဒီနေရကြောက်လိုက်ရင်မုံမမလှမ်းမကန်းရောက်လို့အဲ့ဒီမိမက ပြုံးဆိုထိုင်ရန်ကနေထပြီးခေါင်းကြီးနောက်လဲအခုံကြီးနောက်ပြပြီးအညောင်းဆန်းတို့လို့လှုပ်တုံးနေတဲ့ပုံစံကြီးကထင်မထားတာမလို့မုံမောက်မျက်လုံးတွေကိုလိုကန့်လိုက်ဒါနဲ့အဲ့ဒီမိမကအညောင်းလဲဆန့်ပြီးချက်ချင်းဆိုတို့ရှေ့ကိုခါကြီးကန်းချောင်းလက်ကိုလေဖြောဖက်ကြီးဖြစ်အောင်တန်းလန်းကြီးချပြီးပုံကုန်းကြီးလုံးနေမုံမောက်နည်းနည်းလဲလန်သွားတာမလို့ ဖြစ်ဆက်မတိုးပေခြေလန်းတန်သွားတက်တစ်ဖက်ကဓမေကိုတေချာမြဲနေအောင်ကင်ထားပြီတစ်ဖက်ကလွယ်အိတ်ကျိုးကိုချစ်ချစ်ပေါအောင်ကင်ထားတယ်မြို့သမီးပုံစံကြည့်ရတော့သိပ်ပြီးပုံမှန်မဟုတ်လို့မဟန်ဘူးဆိုတာတော့သဘောပေါက်စပြုတ်လားဝန်ကထိုင်းနေတုန်းကတာမန်ရွယ်စားပေးမိထားလိုက်တော့အရှက်ကမုံမောင်းထက်တော့ခေါင်းနှလုံးစာလောင်မြင့်အချိုးစားကလေပိန်တယ်ဆိုတာထိအစင်းမြင့်နေရာတွေကတိတိတတကြီးထင်းနေအောင်တီးနေ ခေါင်းကြီးငုံတာတော့မျက်နှာကိုတော့မုံမောင်တိတ်ချမမြင်ရဘူးမုံမောင်ကြီးနေတုံးပါပဲအဲ့ဒီမျိုးသမီးကအဲ့ဒီလိုကုံကုံကကကြီးအတာလမ်းဟိုဘက်ကိုဖြည်းဖြည်းချင်းကူးသွားပြီးတော့အဲ့ဒီပုံစံတိုင်းနောက်ပြန်ကြီးနေဒီဘက်ကိုပြန်ဆုတ်လာတလန်းသွားတိုင်းခါကမြောက်ကနေမြင်းလာလိုက်ပြန်ကြသွားလိုက်စပင်းတွေကဝေးကနေဖြစ်လိုက်နေတော့ဟာသူစိတ်ကြက်တော့မှန်းနေတာဒါပေမဲ့မောင်ကြီးပြောစမှာစပင်းဖားလာတဲ့မိမတွေအဲ့ဒီလိုကြီးခြေတိုးနောက်ဆုတ်လုံးနေတာကိုကြည့်ရတော့ အတော်လေးကြောချမ်းစရာပေါ့မယ်။မုံမောင်အသက်တောင်ရှူဖို့တတိမရပဲ။မမိတ်မတော့ကြီးကြီးနေမိတော့မှ။အဲ့ဒီမျိုးသမီးကနောက်ပြန်ကြီးစုံနေရကနေလမ်းလိုက်ကြော်ကြော်လောက်မှရှက်သွားပြီ။စက္ကနဲ့မုံမောင်ပဲလှဲ့ကြည့်။ဘာပြောကောင်းမလဲမုံမောင်လေတံပီနောက်ကိုဖုံးဆုံးမိလိုက်တာပေါ့။ဂျင်းကလည်းတုံသွားတာမှဒိန်းကနေဖြစ်ပြီ။တွေးတောင်စောင့်တဲ့သွားတယ်လို့ပူကနေပြီ။မုံမောင်ဘက်ကိုလှဲ့ကြည့်လိုက်ပြီ။သူမျက်နှာပေါ်စပင်တွေအုပ်နေတာရောမှောင်နေတာရောကြောင့်မုံမောင်သိချက်မမြင်ရဘူး။ မုံမောင်အလံတကြားကြီးဖြစ်ပြီးမေလောင်ပြိုးကြီးနဲ့ဖြစ်နေတုံးမှာနေလန်းနေသွားတယ်အမျိုးသမီးစီကထွက်လာတဲ့အတန်ကအဖွားအုပ်တွေအတန်တုံးတလို့တုံးလုံးအရှားနေလို့မုံမောင်ကြောတဲ့တောင်စိတ်ငနေဖြစ်သွားအမဲညမဲတေချာမသိလို့စိတ်ထဲလန်းတော့လန်းနေပြီအိမ်ကိုလည်းအမြန်ရောက်ဖို့လုံးနေတာမလို့မုံမောင်ရှေ့ဆက်သွားဖို့စိတ်ကိုတင်းထားလိုက်ဦးစိမ့်နဲ့ကိုရှေ့ကိုဆက်တိုးလာရပြီအဲ့ဒီမျိုးသမီးနဲ့ခြေတလန်းနီးလာတာ ကျင်းကတရင်တိန်နေပိုးတုံလာအမျိုးသမီးကလည်းအကူဒီခွနကထားမလုံးမရှယ်ဂုံဂုံကြီးရှိနေသေးတာဆိုတော့စိတ်ထေဒီအမမညောင်းဘူးလားမသိဘူးဒီလိုတောင်ဖြက်ကနေတွေးလိုက်မိသည်ဘေးကနေဖြတ်သွားရတဲ့အချိန်ဆိုမုံမောင်အတက်ကိုမရှူရဲတာပြောလာပြီးမှစိတ်ကိုလျှော့ပြီးခင်းကနေတပင်းချလိုက်တော့တာပဲစိတ်လဲနည်းနည်းတက်တာသွားပြီးခြေကိုတုပ်ရှိနေရင်ပင်မုံမောင်စိတ်ထဲတမျိုးကြီးဖြစ်လာနောက်ကိုလှည့်ကြည့် အမျိုးသမီးကအဲ့ဒီနေရာမှာအဲ့ဒီတန်းကြီးခေါင်းကတော့မုံမောင်ဘက်ကိုလက်ကြည့်ထားတယ်။မောင်းနေလို့မျက်နှာကိုမမြင်ရပါဘူး။မုံမောင်ကိုစားကြည့်နေတယ်လို့မသိစိတ်ကအလိုလိုခံစားရပြီ။ကြောချမ်းနေတာပေါ့။အဲ့ဒီလုံနဲ့ကြောမလုံတော့မုံမောင်လက်ကြည့်လက်ကြည့်နေခြေသွားနေရင်ပဲအကွေးကိုကြော်ပြီးညောင်မြိုင်နှားရောက်သွား။ညောင်ပင်းကအရေးကြတာဆိုတော့လုံးဝအမောင်ကြတယ်လို့ဖြစ်သွားပြီမလို့မုံမောင်ဓမင်းဖြွင့်ပြီးဆက်လျှောက်လာ။ကျောင်းနေတဲ့အချိန်ကိုရှေးကနေတယောက်ယောက်သွားတယ်လို့ခြေသာတစ်ချက်ချက်ကြားနေရတယ် ိတ်ဆိတ်နေတဲ့အချင်းဆိုတော့ခြေတန်းကကိုခြေတန်းအပြင်နောက်တဲ့ခြေတန်းတစ်ခုထက်ရှိနေတော့တသက်ကောကောကြားနေကြ။ရောင်ရွက်၆တွေပေါ်ဖြန့်နှင်းသွားတယ်ခြေတန်းဆိုတော့ပို့ပြီးပီပီတတကြီးဖြစ်နေတာပေါ့။တရေချောင်းနေပြီဆိုတော့အတော်လေးတိတ်ကြတာလောက်ချင်းနေပြီဆိုပေမယ့်မိုးမောင်နောက်ဆုံးဖို့ကလည်းမဖြစ်နိုင်တော့ဘူး။အချိန်အားဖြစ်ရောအချိန်နေအားဖြစ်ရောနောက်ကျောင်းပြန်လဲဖို့ကလုံးဝအဆင်မပြေဘူးလေ။ဒါနဲ့ဘဲမှမကြည့်မိအောင်မျက်လုံးအသိကြီးနေ။ချစ်ဆက်လျှောက်တော့မှ နားထဲရေးတန်းလို့လို့တပင်းချတန်းလို့လို့အတန်းကြီးကြားလိုက်ကြတွုံးမနေတော့ဖြစ်သွားပြီမေခြေလမ်းကိုမရက်ဘူးချိတ်ကိုဆက်သွားနေကြီးငကွန်းနာရောက်တော့သွေးညိနန်းလို့နန်းကြီးကတိုင်နေအောင်ရလာအတန်းကနေတဖြည်းဖြည်းကိုနီနာတီရောက်လာတလို့ ဖြစ်တော့လူကကြသိမ်းမွေးချင်းနေထားပြီတဖိမ့်ဖိမ့်တရှိန်ချိန်တွေ ဖြစ်နေငကွန်းရှိတက်တဲ့ရောက်တော့ဘုံမောင်းစိတဲ့တော်တော်သေးသေးသာသာကြီးလေးတော့စိတ်ကြီးလေးတာမဟုတ်ပဲလူကနေမလုံးချင်တော့တလို့လေးလေးလက်လက်နေ အဲ့ဒီချိန်ငကုန်းတဲကနေအသက်ရှူတန်ခပြင်းပြင်းလို့ကြာတော့မုံမောင်ကိုစိတ်ကို တားနေတဲ့ချားကနေတဲ့ကြည့်မိတော့ငကုန်းတဲအကြည့်ရောက်တော့ပုံမှန်နေတာပဲမြင်ရဘာမှမမြင်အောင်တကယ်ဆိုဘာမှမမြင်ရရင်ဆက်သွားဖို့အသိမိမယ်မုံမောင်ကိုမသိစိတ်ကို တားလို့မရအောင်အမေမမြင်ရလို့ဆိုပြီးဓမီနဲ့ပါထိုးကြည့်လိုက်တော့တာသမီးထိုးရချူနန်းအောင်ကို တွေးရတော့တာပဲမုံမောင်ကတော့လက်နဲ့မလက်နဲ့အတန်ကိုမထွက်နိုင်တော့တာပါးစားကတော့ဟောင်းသားကြီးပေါ့ မကွန်းထဲမှာဝင်းကလမ်းမတွေးခဲ့တယ်အနဲ့ရောင်ဝက်ဆက်နဲ့မျိုးသမီးကတောက်တောက်ကြီးရန်နေလေမျက်နှာမှာကဓာဖုတ်ရလို့ဖုတ်ချောင်းပြဲကြည့်နေမျက်လုံးတစ်ပတ်နေရက အထဲကိုဟောင်းလောင်းပေါက်ကြီးမြင်းနေရတင်းတဲ့တလုံးကမိုးမောင်ကိုစိုက်ကြည့်နေပြီတုတ်တိကြီးနဲ့ကောင်မကြီးတာကြည့်ပြီမမြင်တလို့ကြောင်းစစ်စီနေမိုးမောင်မအောင်နိုင်ပြီ၄စက္ကန့်လောက်တရေမနဲ့အကြီးဆုံးသွားပြီးတဲ့အချိန်မှာဟင်း အဲ့ဒီဟင်ကမုံမောင်စီကနေထွက်လာတဲ့အတန်မဟုတ်ဘူးတယဲမစီကထွက်လာတဲ့တန်တော်တန်အစားကမုံမောင်ကိုရုပ်ရည်ကြီးနဲ့စိုက်ကြည့်နေရကနေကောင်းကိုမသိမသာပုံငဲလိုက်ပြီထိထားတဲ့ပါးစပ်ကလေတိတ်ကနေဟသွားပြီတန်တော်နဲ့ပါးစပ်ဟောင်းသားကြီးဖြစ်သွားသလိုလောက်ပြတကယ်ကမုံမောင်သူ့ကိုမြင်ပြီးဖြစ်သွားတဲ့ပုံစံကိုပြန်လောက်ပြပြောရရင်ပြောင်းတဲ့သဘောပေါ့လေအဲ့ဒီလိုပါးစပ်ဟောင်းသားပုံစံနဲ့နှစ်ဆန်းကောင်းလောက်ပြပြီးတော့ချင်းချင်းဆိုသလိုတဟီးဟီးနေတယ် ကျုံလွားနေအောင်ရေးပြပါလိမ့်ရောရေးပြမှာ ပုံစံကပူကြဖို့ကောင်းသွားတယ်ကြာကြီးလဲခြေထွက်လာပြီဗဇက်ကလည်းမျက်နှာတစုံနီးပါးချိန်ပြီအဲ့ဒီလိုပုံစံကြီးနဲ့ရှေ့ကိုခါးခိုင်းလာပြီမုံမောင်ပေါ်မုံအုပ်ကြလာတယ်လို့ဖြစ်တော့မှာမုံမောင်လည်းပြေဖို့တတိရပြီနေရကနေခြံကနေလှည့်ပြေးတော့တာပဲတကယ်တမ်းစိတ်ကသာပြေးနေပြီသူကမပြေးနိုင်ဘူးအကြီးတရံဟိုဘက်ရောက်လိုက်ဒီဘက်ရောက်လိုက်နေစိတ်နဲ့ကိုမကတ်တော့လို့ကြီးတွေတွားနေမိတယ်ကိစ္စကအဲ့ဒီတွေမပြီးဘူး နောက်ကနေခြေတံကတောက်လျှောက်ကပ်ပါလာခြေတံတွေဘဲကမလဲမစားပိတ်ပြီးကြိတ်ရည်နေသလိုတဟင်းအတန်ကြီးပါကြားနေရမုံမောင်ဇောချွေးတွေ ပြန်လာပြီခြေလမ်းကျဲကြီးတွေနေလျှောက်လာပေးမယ်နောက်ကအတန်ကထက်ချက်မကွာပါလာထုံးမယ်ညောင်မြန်ကိုကြောလာပြီးတော့မှအတန်တွေလုံးဝငြိမ်သွားတော့မုံမောင်နဲ့နဲ့စိတ်အေးသလိုဖြစ်ပြီးသိကြအောင်ခဏရဲ့နားဆုံးလိုက်အစကတော့ဘာတမ်းမှမကြောက်ရတော့သလိုဖြစ်ပြီးမှအတန်ခပ်ပြင်းမင်းတစ်ခုကဘယ်ဘယ်နားလေးကကပ်ပြီး ထွက်လာနေတယ်လို့ဖြစ်နေတယ်။ဒါနဲ့ပဲမုံမောင်ကို့ဖယ်ဖက်ကိုနည်းနည်းလေးငဲ့ပြီးမျိုးလုံးဆောင်ကြည့်လိုက်တော့အမလီပြဒီတကားတော့မုံမောင်ဖင်ကိုမိစားနဲ့တုတ်ခံလိုက်ရတယ်လို့ဖုံပေါပြီးပြေးတော့တာပြေးဆိုခေါင်းကမြင်လိုက်ရတာကမုံမောင်ဖယ်ဖက်ပခုံးပေါ်မှာမေးတဲ့လူရင်းကနေအနေထားနေသပင်မမဲတွေကြာကမျက်နှာပြနေနှန်းကြီးကိုအနီးကပ်ကြည့်မြင်လိုက်ရတာကိုမုံမောင်ပြေးပြီမေးအဟေးကြီးတန်ကြီးကနာနာလေးကပ်ပြီ တပ်ပါလာတော့မေးတန်ဆိုးကျင်တော့ပြင်းနေချင်းမုံမောင်တမင်းတခုနဲ့ခလို့တက်ပြီးမှောက်လေဒဲပါလေကိုဇောနဲ့ကိုမလို့ချက်ချင်းကုန်းယုံထားပြီမေးသူကကိုနဲ့ကားတော့တော့မြဲမြဲမပြေးနိုင်တော့ကြောက်စိတ်ကြောင့်ဘယောင်ကတန်းနဲ့နှောင်းလဲကြည့်မိတော့အနောက်မှာကမြေကြီးဘော်ကနေတရောင်လောက်ထိမြောက်တန်းနေပြီဖြီတီတီယုံနေဒေတဲ့ကျွေးပါနေတလို့ကြီးလိုက်နေတဲ့တည့်ရဲမှာမုံမောင်ရွာထဲဝင်လာပြီးပြီမေးအာစီမိတယ်လို့အော်လဲမော်အော်နိုင်ဘာမှလည်းမပြောနိုင်ဘူးထွေးတွေပြန်ပြီး အင်ချီရောက်ကိုပဲအပြေတစ်ပိုင်းသွားနေတယ်။အိမ်ထဲရောက်တော့မှစိတ်လျှော့နိုင်သွားတော့သူက ပုံလေးလျက်သားထိုင်ချပြီ။အမေလိုရေကောင်းတဲ့ညီနဲ့အတကုံအွန်လိုင်းလိုက်တယ်။နောက်ထပ်ထားအောင်မလို့ပြင်းနေတော့မှပဲ။ညင်ခွင်းထဲရောက်လာတာကဘေးမှာငုတ်တုတ်ကြီးလာထိုင်ပြီ။အော်အုံးလေးဆိုတဲ့ပုံစံနဲ့မိထိုးပြနေတဲ့တရဲမှာမုံမောင်ဘလို့မှမအွန်လိုင်းတော့ပြီ။မျိုးလုံးကြီးပြုတ်ပြီ။မျက်ရည်တွေကျလာ။သူကလည်းလုံးဝလှုပ်လို့မရတော့ဘူး။အော်တန်းကြောင့်အိမ်ထဲကပြေးထွက်လာတယ်။ မေတို့ကလည်းအစားကတော့မုံမောင်တခုကိုအနာတရားဖြစ်လာတယ်ထင်ပြီးဒဏ်ရာရှားနေကြပြီမေဒဏ်ရာမတွေ့တော့မှမုံမောင်ဖြစ်နေတဲ့ပုံကိုကြည့်ပြီးကိုလာတင်တော်တော်အပားမိလာတာလားမသိဘူးလုံးပါအောင်ဒီလိုဆိုပြီးဘေးအိမ်တွေကိုပါအော်ရိတ်ကူညီတောင်းတော့အိမ်နာတဝိုက်မှာအတော်လေးပွက်လို့ရိုက်သွားတာပေါ့အဲ့ဒီညာကအိမ်ကိုရွာချောင်းကဖုန်းကြီးလာတာလည်းသိအမျိုးလေးရောက်လာတာလည်းသိပြီမေမုံမောင်ညောင်မြိုင်မှာတရေမှကြည့် ဒီလိုတခွန်းကလွဲချင်းကျန်တာတွေကတောင်ပြောမြောက်ပြောចောင်းစားတွေចောင်းတွေဘယ်သူနဲ့မတိုက်တာတွေစသဖြင့်ပစက်တွေတွေ့ရတွေကိုမျိုးလုံးကြီးပြုံးနဲ့ပြောနေမိပြီးတော့ဘေးမှလာထိုင်နေတဲ့သူတွေကြားကနေသရေမကဟိုကပေါ်လာလိုက်ဒီကပေါ်လာလိုက်ဖြစ်လို့ထထအောင်မိနေတော့တာပေါ့အဲ့ဒီညာပြီနှစ်ရက်သုံးရက်အထိဘုံမောင်းဒီလိုကျွန်တော်ကြီးပဲဖြစ်နေပြီထထအောင်နေတော့အမေတို့ကကြံရမရတဲ့အဆုံးကိုရင်ဝေပေးလိုက်တယ် ကိုတော့ကတော့ဖုန်ကြီးဝေးလို့မှမထူးရင်စိတ်ယုံပြဖို့ဘာညာအထီစီစဉ်ထားပြီ။ဒါပေမဲ့မုံမောင်ပုံမှန်တိုင်းပြန်ဖြည့်သွားပါ။ပုံမှန်ဖြစ်မှာတရေချောက်ခံရတဲ့အကြောင်းတေချာရှင်းပြပေးမယ်။ရွာကလူတွေကတော့ဥစ္စာဆောင်ကလူစားတဲ့ကြီးပဲတတ်မှတ်ကြတာ။နောက်ဆုံးမုံမောင်ကပဲကြက်တလို့ထင်ကြတော့ဆိုပြီးလက်ချောလိုက်။ကိုမြင်ကြရတာကိုပဲသိတာကို။ညောင်မြိုင်ဘက်ကတော့မုံမောင်ဖက်ချီမချဖြစ်တော့ဘူး။ဒီလိုနဲ့ ဆယ်တန်းအောင်လို့မြို့မှာတက္ကသိုလ်သွားတက်နေတော့ကျွားကနေသတင်းတစ်ခုကြားရတယ်။ညောင်မြိုင်မှာနှကုန်းသိပြန်ဆောက်ဖို့လုပ်ရင်နှကုန်းအောက်မှာမြင်းမြုပ်ထားတယ်။လူတွေရုပ်စုတစုတွေ့တယ်လို့ပြောတယ်။ကြည့်ရတာလူမသိသူမသိအလောင်းလားဖြောက်ပြီးမြင်းမြုပ်သွားတယ်လို့လေထင်ကြေးပေးကြတယ်။အဲ့ဒီရိုးစုနေမိုးမောင်းကို၆တဲ့တဲ့ရဲမှာစစမ်းမှုရှိမရှိကတော့အတက်တော်မပြောနိုင်ဘူးပေါ့ဒီ။ပေါင်းစောတွေရော အဖေပေးလိုက်တဲ့ပတ်စံ2000ကိုကြည်ကြည်ပေါအောင်ကင်ရင်တုံးလေးတုံးလေးနဲ့လမ်းလျှောက်လာခဲ့တယ်။အဖေကညာချိန်မတော်မှာလက်ထိတ်လမ်းမကြီးပေါ်ကလက်ဖက်ရည်ဆိုင်ကနေလက်ဖက်ရည်တစ်ပတ်သမင်းကြော်တစ်ပွဲနေစက်လိ300ပုံဝဲခိုင်းတာ။အချင်းကညာ10နာရီကို10မိနစ်လောက်စွန့်နေ။ဒန်နဲ့ကအင်တတော်များများကလည်းခြံကားအင်တကားတွေပိတ်ပြီးလူကြိတ်တိတ်နေ။မောင်စောလမ်းလျှောက်လာရင်ကိုကြည့်တီကြည့်နေ။ကျင်းကန်းတောင်မောင်းကြည့်ရင်သူကလည်းစောရွှေနေနေဆုတ်လာ ဒီလန်းဒီရက်ကွက်ကငငယ်ကလေးတွေကချမေးဖြစ်သွားဖြစ်လာလုံးနေကြမလို့ကြောက်ကြမလို့ဘူးဆိုပေမဲ့လေအောင်စောကြောက်နေရတဲ့အကြောင်းရင်းကတီးတန့်ရှိတယ်။လုံခဲ့တဲ့နှစ်လလောက်ကလမ်းထိန်နာမှာကားတိုင်းမှုဖြစ်ပြီးအမျိုးသမီးတစ်ယောက်ဆုံးသွား။အဲ့ဒီညကညဆက်နိုင်ဝင်းကျင်တော့လမ်းထိန်မှာဒုံးနဲ့အုံးနဲ့အတန်ကျဲကြီးကြလို့ရက်ကွက်တဲကသူတွေတရှိုးရှိုးနဲ့ထွက်ကြည့်ကြ။ထွက်ကြည့်ကြတဲ့ထိအောင်စောတို့လည်းပါတာပေါ့။လမ်းထိန်အဝင်နာလောက်ကအုတ်ခုံနဲ့တက်တန့်ကိုကားတစ်စင်းကဝေးတိုက်ထားတာ။ မောင်းလာတာရှင်ပြင်းလို့လားမသိကားရှိပိုင်းကဆုတ်ပြတ်တက်နေပြီကားတဲ့ကရင်မောင်းနေရကမျိုးသမီးကလေကိုတပိုင်းပြင်ထွက်နေပြီခေါင်းနဲ့မျက်နှာကလေတွေးတန့်ရဲရဲနေအရေးပေါ်ကခေါ်ကြပြီမေအနေထားရာအသက်ရှင်ဖို့မလွယ်တော့တာအလုံးခံမန်းမိတယ်တကယ်လေရေးပေါ်ကရောက်လာတဲ့အချိန်မှာမျိုးသမီးကအသက်မရှိတော့ဘူးပြောရရင်ပွဲချင်းပြီးအစိမ့်တည်ပေါ်မောင်းစောကတော့တသက်နဲ့တကိုတစ်ခါမှမျက်မြင်ကိုတွေမမြင်ဘူးကတည်းကတွေးတန့်ရဲရဲနေအနေထားယုံကိုမြင်လိုက်ရတော့ အဲ့ဒီမြင်ကွင်းကတော်တော်နဲ့မျက်စိတဲကမထွက်ဘူးမှတ်မှတ်ရရအဲ့ဒီမျိုးသမီးဝေထားတာကအင်ကြီးစိမ်းအောင်နုံနုံနေစကားရှိအဝါပြောနေပုံစံကနည်းနည်းအသက်ငယ်သေးတဲ့ပုံရတယ်မျက်နှာကတော့သွေးတွေဖုံးနေတဲ့အဖြစ်နည်းနည်းလေးပုံပြက်နေတော့တိကျမမှန်းမိဘူးအဲ့ဒီအနေထားရုံမြင်ကွင်းကိုမေးနိုင်လောက်တဲ့အချိန်ကြတော့လေတရေနေထကြရတာကလက်ထိတ်မှာတရေချောင်းနေတယ်တဲ့ပါတိုင်းလို့တည်တဲ့မျိုးသမီးကမကြိုဘဲလိုက်ချောင်းနေတာပေါ့ညဘက်မိုးချုံမှာပြန်လာတဲ့သူတွေ တုံကြမြင်ကြလို့အစားချင်ရင်လမ်းထဲမှာတတင်းကအတော်လေးပြန့်လာပြောရရင်ကားတိုက်တဲ့လမ်းထိပ်နေရာမှာအိမ်တွေမရှိသေးပေဒီအတိုင်းရက်ွက်ပိုက်မြေခွင်းလိုနေရာတွေရှိတယ်အရင်ကတော့ကင်းတဲ့ရှိပေမယ့်အခုကကင်းတဲ့ကလေစောင်းတဲ့သူမရှိလို့ဒီတိုင်းပြထားတာနှိမ့်တော်ကြပြီကင်းတဲ့ဘေးမှာကတပ်ပြမကြီးတကြီးတွေနေတချို့ခြုံပင်တွေလည်းရှိအဲ့ဒီကွင်းတဲ့ကခနဲ့နဲ့ခက်ပြပြအပင်တွေပေးဆိုမောင်စောတော့ငငယ်ကတက်စောနေကြတဲ့ကိန်းကအပေါကမတက်ပေ ဘေးကိုလျှော်ပြီးတန်းနေတာဆိုတော့ကလေးတွေတက်ဆော့တက်ထိုင်လို့ကောင်းနေအဖေမျိုးပေါ့ငငယ်ကတော့မောင်စိုးတို့အထွေကစားစရာကွင်းပြင်တစ်ခုဖြစ်ခဲ့ပေမယ့်အခုနောက်ပိုင်းတော့တခြားကလေးတွေလည်းလာမစောကြတော့ကွင်းထဲမှာရရိုင်းတွေထနေပြီအခုလေဒီအတိုင်းဆိုရင် မောင်စောဒီလိုညာမိုးချုပ်ကိုကိုသမောနဲ့ကိုအပြင်ထွက်မှာမဟုတ်ပေမယ့်အခုကအဖေသဘောမလို့မောင်စောမလို့ဆန်းနိုင်ဘူးအိမ်မှာအဖေကိုအထွန်းတက်ရဲတဲ့သူတရားမှမရှိတော့ဘူးတိန်လုံးအဖေကတိတ်ဆိုတိန်ဟိတ်ဆိုဟိတ်ပြီး ပြီးတော့မောင်စောကြောက်ကြောက်နေပြီတဖေးရေးဆိုင်ထိရောက်တာအဖေမှားလိုက်တာတွေကိုဝဲပြီးတော့လမ်းကိုပြီးလမ်းလေးတဲ့ပြန်ဝင်လာလိုက်တယ်လမ်းလေးရောက်တော့မောင်စောမြင်လိုက်ရတာကတရဲတော့မဟုတ်ဘူးလမ်းမေးမောင်ရီထဲမှာ အတွေ့အတွေ့စကားများနေတာကောင်းလေးကဆံငယ်ဘောကနေမဆေးပဲဒေါသထွက်တလို့အင်ဂျိတာခပ်ပြီးပြီးကြီးပြောနေပြီတော်မလေးကဘေးမှာရက်နေရင်ဘိုးတန်လိုအတန်ခတ်တော့တော့နေတယောက်တခုစကားများနေကြတယ်အစားကတော့ဘယ်သူတွေမှမသိပေမယ့်အနီးနားရောက်မှလမ်းမီးရောက်ကြအောင် ။လူပုံစံတွေနဲ့အတန်လေးတေချာကြတော့ကောင်မလေးကမောင်စောတို့လမ်းထဲကအမကြီးဖြစ်နေတယ်။ပြောရရင်လမ်းထဲမှာထောလို့လာလို့နမေးကြည့်ပြီးမောင်စောတို့လိုလူပြိုပေါက်တွေမျက်စိကြောင်တမာတဲ့မနေရတဲ့အမကြီး။ဒါတော့မောင်စောရဲ့အာယုံတဲကဆက်စုပ်ခြင်းနဲ့အာယုံကနှိုးလာပြီးတရေချောက်တဲ့ကိစ္စကိုခဏမေးသွား။အစကလမ်းကိုခတ်သွတ်လျှောက်လာရကနေခြေလမ်းကိုတိတိတတ်တတ်နှေးချပြီ။အားတွေပြောနေကြတာလေနားစွန့်ကြည့်တယ်။နေအစကလေးကသွားမဲ့ဆို ငါကပိုးပွင့်လေးလေးပြောသွားပါလားမပြောတာပဲလीနင်းပြောတာနင်းတငယ်ချင်းနေနေသွားမှလို့ပဲပြောတာလीအဲ့ဒီကောင်ပါမယ်လို့မှမပြောတာငါကမလိမ့်တဲ့ဘက်လာမလုံးနဲ့ချိုးသိအေးပါလာမယ်မယ်ငါမှမသိတာအခုလေငါနင်းကိုတောင်းမှန်နေတာပဲဟာကြားနေရတဲ့လောင်းနေဘာဖြစ်နေတယ်ဆိုတော့နည်းနည်းတော့သဘောပေါက်တော့လို့ရှိပြီ သူတို့ကလည်းကြောလာပြီမလို့မောင်စောကိုလန်းကိုမြန်မြန်ဆက်သွားဖို့အလုပ်ကဲဟာ တန်ကြောင်လှည့်ကြည့်လိုက်တော့အမကြီးကလက်မောင်းကိုဖိကင်ငိုးနေကြည့်ရတာကောင်းလေးကလက်မောင်းကိုထိုးလိုက်တာလားပြက်လိုက်တာလားတကူလှုပ်လိုက်တဲ့ပုံပဲမတင်ထားတဲ့ချိန်နေမလို့မောင်စော်ချရာကိုတောင်းဖြေသွားနေပြီမေသူကနောက်လဲကြည့်လဲကြည့်နေသွားလာတာပေါ့အဲ့ဒီလူနေဒီငါလဲလောက်လေသွားပြီရောလက်မောင်းကိုခရေးရာတကူနေဘက်ကနေကြိုက်ခံလိုက်ရပြီတပြိုင်တည်းဆိုတလို့ကြားလိုက်ရတဲ့အတန်းကဟဲ့ဘာတွေအဲ့ဒီလောက်ဆက်စွနေတာလေအတန်းက ညာဘက်ဘေးကထွက်လာတာမလို့အတန်လာတဲ့ပဲမောင်စိုးလှဲ့ကြည့်လိုက်တော့ဟာလူကတကောလုံးတက်လိုက်တယ်လို့ဖင်းကနေဖြစ်ပြီအမွှေးတွေလည်းထောင်တယ်လို့ဖြစ်တော့ခြေတော်ကလည်းဒူးချောင်းတယ်လို့ဒူးတောင်းတယ်လို့ဖြစ်ပြီးခွေးကနေလဲကြသွားတယ်မောင်စိုးမြင်လိုက်ရတဲ့ကောတန်ဘေးကမြေစုပင်းယုံချာမှာငုတ်တုတ်ကြီးထိုင်းနေတဲ့တက်ရဲမှာကောင်းဆောင်တချမ်းကပွင့်နေပြီမျက်နှာမှလည်းသွေးစည်းချောင်းလိုမဲမဲဆဲဆဲတွေနေမောင်စိုးကိုရီပြနေတယ် မောင်စောလဲသွားတာမြင်တော့အကွက်တွေ့သွားတာမလို့တလုံးလုံးရှိရင်ခြေကိုလေးဘက်ထောက်ကြီးတိုင်ဝုန်းနေတိုးပြီးမောင်စောနားကိုကတ်လာကြောက်နေတဲ့ကြားကတေချာမြင်လိုက်တာကအင်ကြီးစိန်ဘောင်းမိအဝါနဲ့ဆိုတော့ဘာတရေလဲတေချာတီသွားတာမလို့မောင်စောစိတ်လို့သွားပြီးဝူဝဝအော်ရင်ကြောင်လန်းပေါ်မှာတထောင်ကြီးထောက်ပြီးအကြောက်ကနောက်ဆုံးလိုက်တယ်တရေမားကလည်းထဲချက်မကွာကြီးကြောကနေကပ်ပါလာတော့မောင်စောအကြောက်ကြီးကြောက်ပြီးကဲပါယူပါအော်မိတဲ့ဖုံကအဖေကဲပါအမေကဲပါလည်းမဟုတ် မတ်ချိုသေးရေကဲပါအောင်လုပ်ပါအောင်တရေမကြီးပြောမတ်ချိုသေးရေလာပါအောင်ဗျပိုတွဲခမရလေနမဲကြီးတက်ပြီးအခေါ်ခံရတော့လက်ပြန်သွားပြီးမောင်စောသည်အပြစ်တပိုင်းရောက်လာခေတ္တတွေနီးလာတော့မှမောင်စောပေါ်တက်ခွမတဲ့ဖြစ်နေတဲ့တရေမကနောက်ဘောတောင်းလိုက်ကြီးပြန်ဆုပ်သွားပြီးမြေစုပင်ကြုံလေးပြန်ဝင်သွားတယ်မောင်စောကတော့မတ်ချိုတဲ့နေသူကြီးစာဘာတွေပြောလဲမကြတော့ဘဲခြုံနဲ့လက်ညိုးကြီးထိုးပြပြီးတရေတရေလိုပဲပြောနေတာ ကောင်းလေးကနည်းနည်းတော့တတိရှိပုံရပါတယ်။ခြုံနဲ့ဖျက်ရဲကြည့်ပြီ။ဘာမှမရှိဘူးငါကြီး။ရမ်းမကြောက်နဲ့တတိထား။ဒီလိုပြောပြီးမောင်းစောကိုပါပုတ်လိုက်လမောင်းပုတ်လိုက်နေအတိကတ်အောင်လှုပ်ပေးတယ်။တတိနဲ့နဲ့ပြန်ကပ်ပြီမေ။လူကကြောက်စိတ်ကြောင်နတ်ဘူးတို့လိုတဆက်ဆက်တုံးနေလို့နောက်ဆုံးမတ်ချိုတဲတို့အတွဲကပြီးအိမ်ထိပြန်လိုက်ပို့ပြီ။မောင်းစောတရေကြောက်ပြီမေမသိစိတ်ကအဖေကိုတရေထက်ပို့ပြီးကြောက်တယ်လို့ပဲပြောရမလား။အိမ်ရောက်တဲ့အထိ တဖက်ကြီးမပါတော့တဲ့တဖက်ကြီးအိတ်ခွန်ကြီးရဲ့ဖုန်တွေပေးပွားနေတယ်ထမင်းကြော့ထုတ်ရင်ဆက်လက်ကြိုးကြီးတွေကိုတထဲမြဲနေအောင်ကိုက်ထားတော့မေးအိမ်ရောက်ရောက်ချင်းအမေနဲ့မကဘာဖြစ်လာတာလဲဆိုင်ငယ်တိုက်လာတာလားမိသားတွေကိုအရှင်မဖြစ်နိုင်သေးပေအဖေအဖေဒီမှာအဖေဟာတွေဒီလိုပြောပြီးအဖေလက်ထဲအထုပ်တွေထိုးထည့်ပေးနေတယ်မောင်စောလက်ဘွားနေတတော်မလေးကြောက်လန်းတဲ့ပိုးမိတွေပုံးရပေးရတွေသွေးတွေစို့တို့လက်ကောက်ဝင်တာပါ ရိုက်ခံလိုက်ရတဲ့နေရာကလက်ချောင်းရလို့ဆင်းကြည်ညုံမဲတောင်ဆွဲနေတယ်။ဒါပေမဲ့ထူးဆန်းတာကအဲ့ဒီညုံမဲအရာတွေကအစကလေးမကိုမနာတာပဲ။အဲ့ဒီညနောက်ပိုင်းအဖေကမောင်စောကိုညမိုးချော်အပြေဘက်မှာထွက်မဝဲခိုင်းတော့ဘူး။မောင်စောမှမဟုတ်ဘယ်သူ့ကိုမှအရေးကြီးကြီးကိစ္စမရှိရင်အပြေမထွက်ရတော့ဘူး။တန်းထဲမှာလေစိန်ဝတရေမရဲ့တရင်ကမှုေတတ်တဲ့မွေးလာ။မောင်စောနောက်မှာတရေ၆ခန့်ထိတဲ့ထဲကမှခင်ရှားတဲ့တယောက်ဆိုဦးမောင်အေးပဲ။ ဦးမောင်ကမိမကိုစိတ်ဆိုးတဲ့နေရာမှာနမိကြီးပြီအဲ့ဒီညကလေမိမကထမင်းမခိုးပေးလို့ဆိုပြီးစိတ်ဆိုးဆိုးနေလမ်းထိပ်ကခင်းထဲမှာသွားထိုင်တယ်ညမောင်ကအစားဆိုတော့ခင်းတွေကြိုက်လို့ဦးမောင်အီလေးစလိတ်လေးဖွာလာခင်းတရရိုက်လှုပ်လိုက်ပေါ့ခင်းကားတခုလုံးဟိုကြိုက်လိုက်ဒီကြိုက်လိုက်ဆိုတော့ဦးမောင်အီလေးမနာတဲ့ဟိုကြိုက်လိုက်ဒီကြိုက်လိုက်နဲ့ပေါ့အဲ့ဒီချိန်နောက်ဘက်ကနေပြန်လဲပြန်မာတော့ဦးလေးရေမျက်စိကိုနှောင်းနေတာဒီလိုလှမ်းပြောတဲ့အတန်ကြာလို့လှည့်ကြည့်လိုက် ဒီနေ့အတွင်ကြကြထောင်လေးနားမှာပုတ်ပုတ်လေးထိုင်းနေတဲ့မျိုးသမီးတယောက်မောင်းနေတော့မိမဆိုတဲ့ပုံသဏ္ဍာန်ပဲမြင်ရလို့ဘယ်သူလဲသိရအောင်မိကြီးချစ်ပြီးမိအောင်နဲ့လှမ်းကြည့်လိုက်ဥမောင်းအေးကိုသွေးရီပေးပါပြီကြည်ရဲစရာမရှိတဲ့မျက်နှာကြီးနဲ့ပြုံးပြရင်ချင်းတော်ကိုက်တင်တော့ဒီလိုပြောပြီးဖိုးကနေမိကိုလှမ်းမုတ်လိုက်သေးတာပြီးမှကြသိန်းထားစရာအထန်ကြီးနေညှိရီတလို့တရှိရှိတော့ဥမောင်းအေးခမရဘာပြောကောင်းမလဲ အစိုးဆုံးအောင်ဆွဲနေကင်းရဲပေါ်ကနေလွားကနေခုံချပြီးခနှောင်းနဲ့တင်မှာတသားလေးကြောင်ပြေးတော့တာပေါ့အဲ့ဒီလိုနဲ့ပဲတယောက်မကနှစ်ယောက်မကထောက်လန့်ခံရတာတွေများလာတော့ဒန်နကလူတွေတည်းမနေတာတော့ပဲအဲ့ဒီကားတိုက်တဲ့နေရာမှာပဲပြေးရည်တွေရွတ်ပြီးလမ်းကိုတက်နေဒါလည်းမရပါဘူးဘာလို့မရဘူးလို့ပြောနိုင်တာလဲဆိုတော့တညမောင်စောကျူရှင်ကပြန်လာတာတာမန်ထက်ပို့ပြီးနောက်ကြပုံမှန်ဆို6နာရီလောက်ကျူရှင်ဆင်းမိမိ အဲ့ဒီနေ့ကဆရာကြီးကចောင်းသားတွေမလိမ္မာလို့ဆိုပြီးဩဝါဒချွေးနေတာနဲ့ခုနှစ်နိုင်ထိုးကနေထီရောက်သွားတယ်။ဆောင်းဝင်းကစားဆိုတော့ခုနှစ်နိုင်ကအတော်လေးမှောင်ကြီးပြို့နေပြီ။တန်ကောင်းကျင်တော့ကျူရှင်ပြန်လာတာနောက်ကြလို့ဆိုပြီးအဖေကလိုက်လာတော့ဒါကြိုးတလို့ဖြစ်ပြီးမောင်စောအဖေဆိုင်ငယ်နေပဲပြန်လာရတာ။ဆိုင်ငယ်နောက်ကထိုင်းလာကြီးလမ်းထိပ်ရောက်တော့ဘာရင်မုံမျက်လုံးကကင်းတဲ့ဘက်ရောက်သွားအမလီအတန်ထွက်ရုံပဲထွက်ပြီးမောင်စော တချက်တုံကနေဖြစ်သွားမင်းလိုက်ရတာလေမောင်စောတို့တက်စောနေကြကိနေဘေးကဘေးပေါ်မှာတက်ထိုင်ရင်ခေါင်းကြီးတရရဲ့နဲ့မောင်စောကိုလက်လန်းပြနေတယ်စိမ့်ဝတရေမှာမျက်နှာကြီးကထုံးစားတိုင်းသွေးလိမ့်လိမ့်နေပဲမောင်စောကလည်းတရေဝင်တာနဲ့ချင်းချင်းမျက်နှာလွေမသိချင်အောင်ဆောင်ပြီးတကြီးဆောင်းလိုက်လာတာအိမ်ထိပဲဒါတောင်အိမ်ရှိရောက်တော့ကြောမလုံးတို့လိုဖြစ်နေသေးတာနဲ့လက်ထိတ်လန်းကြည့်တော့ရင်ခွင်းနဲ့စိမ့်စိမ့်ကြီးမင်းနေရသေးတာနဲ့အိမ်ထဲကိုတန်းနေအောင်ပြေးတော့တာ မောင်စိုးဆယ်တန်းဖြည့်ပြီးတော့လမ်းထိပ်ကထမင်းကြော်ဆိုင် မာလာဟင်းဆိုင်တွင်နည်းနည်းလူစီးလာတယ်။ဒါပေမဲ့လေရန်ဖာရန်ကတော့တရေချောက်ခံရတဲ့တသိန်းမျိုးကကြားနေကြတော့မေးမောင်စိုးထင်တော့အခုချိန်ထိတော့အဲ့ဒီတသိန်းမျိုးသမီးမကြုံမလို့ပဲကြီးနေအောင်ွယ်ထင်တယ်တဲ့လေစာရေးသူမာယာရေးသားထားတော့ပရလောကဇလန်နှစ်ပုတ်ကတော့ဒီမာရင်ပြီးဆုံးသွားခဲ့ပြီပဲဖြစ်ပါလေခင်ဗျာနောက်လာမယ့်ဇလန်များကိုလည်း ဆောင်မြော်နာစင်အပေးကြပါအောင်ခမညာနာစင်တို့ပြိတ္တများကိုစိမ့်နှပြရွှေလန်းချမ်းမြေကြပါစေခမညာ